ီနေ့မှပြပြပေးမယ့်ကျမ်းမာရေးဘုဒ္ဓတာလေးတစ်ခုကတော့ရှောက်ဘလူးရွက်ကပင်းတဲ့ကျမ်းမာရေးအာနိသင်ဆိုတဲ့အကြောင်းအရာလေးကိုပြပြပေးမှာဖြစ်ပါတယ်။ထိုင်းရင်လျာတော်တော်များများမှာအနံ့အရသာပြည့်စုံအောင်ဆိုပြီးထည့်ပြီးချက်ပြုတ်တက်ကြတဲ့ရှောက်ဘလူးရွက်ကပြင်းကိုတင်အနံ့အရသာပြည့်စုံစေတာမဟုတ်ပါဘူး။ကျန်းမာရေးအတွက်ပါအကျိုးကျေးဇူးတော်တော်များများလေးပေးနိုင်ပါသေးတယ်။အာရှနိုင်ငံတွေဖြစ်ကြတဲ့အင်ဒိုနီးရှား၊ထိုင်း၊ဖိလစ်ပိုင်တို့မှာပြင်းခတ်အမွေအကျအနေနဲ့အသုံးပြုကြပါတယ်။ အနှံ့ရတာပြင်းတယ်လို့ဆေးဘက်လည်းဝင်ပါတယ်။ခန္ဓာကိုယ်ကိုအကျိုးပြုတဲ့ organic ထွက်ပေါင်းများစွာပါဝင်နေပါတယ်။ရှောက်ရွက်နဲ့ခက်ဆင်ဆင်တူပေမဲ့အနှံ့ရတာကပိုပြင်းပါတယ်။ဒီတော့ရှောက်ဘလူးရွက်ကပေးတဲ့ကျန်းမာရေးအာဏိသင်တွေကဘာရီဖြစ်မလဲ။ရှောက်ဘလူးရွက်ကခန္ဓာကိုယ်အတွက်အခုလိုကျန်းမာရေးအကျိုးကျေးဇူးတွေပေးဆွနိုင်ပါတယ်။ကတွင်းကျန်းမာစေတယ်။ကတွင်းကျန်းမာစေနိုင်တဲ့အာဏိသင်ရှိပြီးကတွင်းအနာနဲ့သဖုံးတွေကိုအထူးအောင်ဆုံးကာဝယ်ပေးနိုင်ပါတယ်။ဒါကြောင့် ကတွင်းထဲမှာဖြစ်တဲ့အနာတွေတဖုံးမှာဖြစ်တဲ့အနာတွေကိုတက်တာစီဖို့အတွက်ရေစင်အောင်စေးထားတဲ့ရှောက်ပလူရွက်နဲ့ပွတ်တိုက်ပေးလို့ရပါတယ်။အရင်ညစ်ပြီးဆုပ်ပေးလို့လည်းရသလိုရေနွေးနဲ့စိတ်ပြီးပလုတ်ချင်းပေးရင်လည်းအဆင်ပြေပါတယ်။နောက်တစ်ခုကသွေးတန့်စီတယ်။သွေးနဲ့ပတ်သက်တဲ့ယောဂါကိုတက်တာစီဖို့အတွက်ရှောက်ပလူရွက်ကိုသုံးပေးလို့ရပါတယ်။နာတာရှည်သွေးနဲ့ပတ်သက်တဲ့ယောဂါတွေတက်တာစီဖို့အစားသုံးပေးလို့ရပါတယ်။ ။သွေးထဲကထိခိုက်စေနိုင်တဲ့အရာတွေကိုတန့်စင်ပေးနိုင်တာကြောင့်အသေးကိုတန့်စင်စေပါရဲ့။ကိုရင်းကအစိတ်အောက်တွေကို အထည်ရောက်ဆုံးဖယ်ရှားပေးပြီးခန္ဓာကိုယ်ကိုကျန်းမာစေမှာပါ။နောက်တစ်ခုကအရေပြားကျန်းမာစေရင်တားရီလှပကျန်းမာစေဖို့အတွက်လည်းအသုံးပြုပေးလို့ရပါတယ်။ရှယ်ဘလူးရွက်မှာပါဝင်တဲ့ acid တချို့ကအသားရည်ကိုဓာတ်တိုးပစ္စည်းတွေကြောင့်ထိခိုက်ပျက်စီးမှုမဖြစ်အောင်အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။အရေပြားဆဲတွေကိုကျန်းမာစေနိုင်သလိုအသက်အရွယ်ကြောင့်ဖြစ်တဲ့အဆက်ပြောက်တွေအမရွတ်တွေဝက်ချံတွေကိုတတ်တာစေနိုင်ပါတယ်။ ကျမ်းမာပြီးလမ်းဆန်းတဲ့အသားရေကိုပိုင်းဆိုင်ခြင်းနဲ့ဆိုရင်တော့ရှောက်ဘလူးရွက်ကိုကျိတ်ပြီးအရေပြားပေါ်မှာလှူပေးပါနောက်တစ်ခုကအစာချေစနစ်ကျန်းမာစေနိုင်တယ်ရှောက်ဘလူးရွက်မှာလာကျင်ရောင်ရွက်မှုကိုတက်တာစေနိုင်ပြီးအစာချေစနစ်ကိုအကောင်းဆုံးလွှတ်ဆော်ပေးတဲ့အတွက်ပေါင်းတွေပါဝင်နေပါတယ်အစာမကြေတာဝမ်းချုပ်တာတွေကိုတက်တာစေနိုင်ပြီးဥမာကြီးကန်စာလိမ်ကောင်းတဲ့အစာရည်မှာအနာဖြစ်တာတွေကိုအထူးရောက်ဆုံးတက်တာစေနိုင်ပါတယ်ပိုးမွှားရဲ့ရန်ကနေကာဝယ်ပေးတယ်အင်းဆက်တွေကြောင့်ဖြစ်တဲ့ရောဂါကြောင့်နှစ်စဉ်လူထောင်ပေါင်းများစွာသေဆုံးနေရပါတယ် အင်းဆက်တွေကြိုက်ခံရတာကိုကာဝယ်ပေးနိုင်တယ်လို့အင်းဆက်ကြိုက်တာကြောင့်ဖြစ်တဲ့ထိကြိုက်ဒဏ်ရာတွေကိုတတ်တာစေနိုင်ပါတယ်။အင်းဆက်ကြိုက်ခံရတဲ့အခါမှာရှောက်ဘလူးရက်ကိုရေတက်အောင်ဆေးပြီးအရေးစွတ်ပေးပါ။နောက်တစ်ခုစိတ်ဖိစီးမှုလျော့ပါစေနိုင်တယ်။စိုးရင်ပူပန်မှုတွေများတာစိတ်ဖိစီးမှုတွေကိုခံစားရတဲ့အခါမှာရှောက်ဘလူးရက်ကိုခြေပြီးတော့ရှူပေးပါ။ဒါမှမဟုတ်ရှောက်ဘလူးရက်အစီကိုအစိုးတက်ထိန်းဆက်လေးထဲမှာထည့်ပြီးရေနွေးငွေ့ရှူပေးတာမျိုးလုပ်ပေးပါ။စိတ်ကြည်လင်လမ်းစမ်းစေပါပါ။နောက်တစ်ခုကတော့ကိုယ်ခံအားကောင်းစေနိုင်တယ်။ အရေပြားပုံမှာဗက်တီးရီးယားတွေကန့်ညိနေရမျိုးမဖြစ်အောင်အကောင်းဆုံးကာဝယ်ပေးနိုင်ပြီးအစာချေစနစ်ကိုကျန်းမာစေသလိုကိုယ်ခန္ဓာအကောင်းအောင်လည်းအကောင်းဆုံးအဖြစ်ပေးပါတယ်။နောက်ဆုံးတစ်ခုကတော့စံသားကျန်းမာစေနိုင်တယ်။ဥယျာဉ်ပြားနဲ့စံသားကအစိတ်အောက်တွေကိုအထည်ရောက်ဆုံးဖယ်ရှားပေးပြီးစံသားကိုကျန်းမာတန်ဆွမ်းစေပါတယ်။သပင်ပေါက်စေနိုင်သလိုစံသားကိုတောက်ပြောင်ချုံးမွေးစေပါတယ်။ဥယျာဉ်ပြားကိုကျန်းမာစေပြီးတော့ပေါက်ကင်းစင်စေပါတယ်။ဒါကတော့ရှောက်ဝလူရွက်ရဲ့အရန်ကုန်များလာတဲ့ကျန်းမာရေးအကျိုးအနည်းသင်တွေဖြစ်ပါတယ်။ အချိန်ပေးပြီးကြည့်ရှုခဲ့တဲ့အတွက်ပရိသတ်များကျေးဇူးအထူးပဲတင်ပါတယ်